အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမမဆန္ဒရဲ့တန်တရားဆိုတဲ့ဝိထုတူလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။တန်တရားမမေသမီးကခေါ်လိုက်သည်။တခြားပုံပေးလိုက်မဆို။ဟွန်းဟုတ်သားပဲ။နေကြော့လွင်သည်။လက်သေးဆိုးသေးကိုညီအောင်တရီထားဆိုးနေရင်မှ ိမ်မှာဘာများအဆင်သင့်ရှိပါလဲဟုအပြေးလွှားစဉ်းစားသည်အတော်ပဲမနေ့တုန်းကသမီးဖေဖေ Nest Coffee Dublin လက်ဆောင်ရလာတယ် Nest Coffee မှုန်ကအင်္ဂလန်ဖြစ်တော်မဟုတ်ချေအိန္ဒိယပြည်ဖြစ်ဖြစ်လေသည်သို့တော်ပလင်းကြီးဆိုတော့တရားကျော်တော့တန်လိမ့်မည်ထင်သည်မနေ့တုန်းကမေတ္တနာအေးရဲ့အမေကတော့တိချောက်ကိုထောပတ်တဘူးပေးနေတာတွေ့တယ် ဟုတ်လားထောပန်းနှင့်ကော်ဖီမုံဆိုရင် ကော်ဖီမုံကတန်ဖိုးပိုကြီးတာပေါ့ဟုကျင်းနောက်စွာတွေးရင်သပွဲပေါ်ရှိပလင်းကိုယူကြည့်သည်အိန္ဒိယပြည်တွင်လှုပ်သည်ဆိုသောနေရာတွင် အတန်ငယ်စွန့်ပေနေသည်ကိုတွေ့ရသည်မမီဒီနောက်မှာနည်းနည်းပေနေတယ်အဲ့ဆမ်းရှိပါဦးသမီးရဲ့ Nest Coffee ဆိုတာပလင်းကဖိုးတန်တာမှမဟုတ်တာ အမုံကအဖိုးတန်တာပဲဟာဟုတ်ဘူးလားအင်းတောက်လိုက်ရရင်တော့တော်တော်ရတာရှိမယ်ဒေါ်လလအေးကအဖုံးကိုဖွင့်ပြီးခဲသားအဖုံးကိုလက်နှစ်ပုတ်ကြည့်ရင်တွေးမိသည်အตาရနန်းကြည့်ပြီးတော့တင်းပြန့်တော်ရဲ့နန်းကရင်ထဲအထိထိုးဖောက်ဝင်ရောက်သွားလေသည်ဒီနှစ်ထဲရောက်လာတဲ့ကလေးမိဘတွေကအတော်ချမ်းသာပုံရတယ်ထိုးဘက်ပြီးတဲ့သူနဲ့ကော်ဖီမုန့်ပြီးတဲ့သူနဲ့ တပြစ်တိကျောက်ပေးတဲ့သူနဲ့ပန်းသီးပေးတဲ့သူနဲ့ဆရာမတယောက်အနေနဲ့မိမိဤတပည့်များပေါ်တွင်တာတူညီမြလူဒန်းစားမရွေတန်းတူဆက်ဆံရမည်ကိုခံယူပြီးဖြစ်သည်ဒွန်လလအေးကမျက်နာကြည့်မျက်နာငယ်လိုက်တတ်သူမဟုတ်ဒါကိုတော့ကိုလိပ်ပြာကိုယုံလေသည်သို့တော့မိမိသားသမီးကို မျက်နှာသာရစေခြင်းသောចောင်းသားမိဘများက ကောင်းတို့ရရာကလေးများလက်ဆောင်ပေးလာသည်ကိုလည်းငင်းပယ်ရန်မသင့်တော်ပေ။ဥတာထေးကိုလည်းဘာမှမကြောရသေးဘူး။ဒီကော်ဖီမှုန့်တဘူးဆိုရင်မစိုးဘူးထင်တယ်။ဥတာထေးကဒေါ်လာလာအေးကိုယခုကျောင်းတွင်ရရစေရန်ကုညီဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ဒေါ်လာလာအေးရခင်လောက်တော့ចောင်းကမြို့တစ်ပိုင်းတွင်ဖြစ်သည်။ဘတ်စကားလဲ3တန်လောက်စီးရသည်။ ចောင်းကလည်းအလဲတန်းចောင်းဖြစ်သည်ယခုចောင်းကတော့ဘတ်စကားတဒန်နဲ့စီးရသည်နာမည်ကြီးအထက်တန်းចောင်းလည်းဖြစ်သည်ယခင်ကမိုးလင်းလျင်ចောင်းမီရန်ကြိုက်ကြိုက်သွားနေဝင်မှအိမ်ပြန်ရောက်တော့ဒေါ်လှလှအေးသည်ယခုတော့၈နှစ်ခွဲမှအိမ်ကထွက်ကចောင်းအစင်းဈေးဝင်ဝယ်ပြီးမှအေးအေးဆေးဆေးပြန်ရွေးရသည်အိမ်ပြန်ရောက်သည့်နှစ်ချင်းနောက်ချကား ။တန်ငါကရင်ဥတာအေးကျေးဇူးကြီးလှသည်ဟု မကြာခဏစဉ်းစားမိသည်။ Nest Coffee မှုံဘူးရဲ့ကိမှုတလုံးရယ်ဆိုရင်မစိုးနေသေးရင်လိမ်မော်သည်ဆယ်လုံးထပ်ထည့်လိုက်မယ်။ဒေါ်လာလာအေးစဉ်းစားရင်ကျေနပ်သွားသည်။အရွေးစဉ် Coffee မှုံတောင်တပောင်40နီးပါးဖြစ်နေတာ Nest Coffee ဆိုရင်တော့ဈေးသေးမှာမဟုတ်ဘူးမိမရဲ့ ဘူတာသေးကသူ့မိမကိုလှမ်းပြောသည်ဖလေး၃ယောက်ကိုခိမုတ်တစ်ချက်စီလှီးပင်းနေသောမိမကလည်းပြုံးနေသည်ဈေးထဲမှာတော့တွေ့မိသားဝယ်ဖို့စိတ်မကူးတော့ဈေးတောင်မမင်းမိပါဘူးကိုကိုရဲ့ဟုတ်ပါအောင်မိမရညကြရင် next coffee လေးကိုတကြားစစ်စစ်လေးနဲ့ဖြော်ပေးစမ်းပါဘူတာသေးကနှစ်သက်လိုလားစွာပြောသည် မတက်သားရေးသာချိုးချံရတော့လဲတက်များတက်နိုင်ရင်ဒီရှာတချောင်းဤအလိုကိုအဆုံးစားမရှိလိုက်လျောခြင်းသည်ကုကုရဲ့သူများကတော့လူရှာရှာပပရလာတာအလကားတောင်မပစ်စမ်းမှနဲ့ဟာအလကားတောင်မပစ်လို့ဘာလို့ရမှာလဲအနဲ့မဲရှူနေရမှာလားအလှပဲကြည့်နေရမှာလားကုကုကလည်းခက်တော့တာပဲသူမိမက သူအားမတိသားဆိုးဝါးရန်ကောဟုသောမျက်နှာထားနှင့်လှမ်းကြည့်သည်ကုကုဂျပန်ကိုလေးလာရေးသွားဖို့ကိစ္စကဥမမောင်တွင်ပြီးမှဆိုအေးလေဒီတော့သူ့ကိုပဲလက်ဆောင်ပေးလိုက်ပါလားကုကုရဲ့အိမ်မှာလဲသတင်းချွတ်တုံးကဟိုဖြူဖြူပိမ့်ပိမ့်ဆရာတယောက်လာကြတော့ထားတဲ့တက်ထရက်တိုက်ပုံကစားရှိတယ်အဲ့ဒီတိုက်ပုံစားကိုပါထည့်ပေးလိုက်ပေါ့အေးဟုတ်သားပဲ ။ဦးသားထေကခေါင်းညိတ်သည်။ဒီမိန်းမဓာရီတော်ရာဟုစဉ်းစားရင်ပြုံးမိလေသည်။ဆရာဝန်ကိုဘာပေးအောင်လဲစဉ်းစားနေတာတော်ပဲ။ဒေါ်တင်နေစိန်ကအညူအောင်တက်ထရက်ဆာကိုဖြန့်ကြည့်သည်။အဲ့ဒီရောင်လေးသားကိုဘောင်းမီချုပ်ပေးပါလားမမေ။သားဖေကိုတိုက်ပုံချုပ်ဖို့ကြောတဲ့ဟာကိုသားကဘောင်းမီချုပ်လို့ကောင်းမှာမလား တောင်းပါတယ်ကွာပေးလိုက်ပါဥမမောင်တင်ကပြောသည်သူ့မှာတိုက်ပုံ၄၅၆ထဲရှင်းနေပြီဖြစ်သည်အစ်စ်မလိုသေးရနိုင်ရင်တော့ပင်ဒီတိုက်ပုံလေးတစ်ထည်လောက်လိုချင်သည်ဒီလိုဆိုရင်ဆရာဝန်ကိုဘာပေးရပါမလဲမမီကအခြေအနေသိကောင်းတာမဟုတ်ဘူးတော့ကြနေစေုံတက်ချင်တက်နေရမှာအဲ့ဒီ Nest Coffee Plain ပေးလိုက်ပေါ့ဟွန်းဒီဒပလင်းနဲ့လား ခုဟာကကြိုပေးတာပေါ့ကွာစေယုံတက်ရမယ်ဆိုမှနောက်ထပ်ထပ်ပေးတာပေါ့မတက်ရဘူးဆိုရင်လည်းပြီးတာပဲပေါ့ဟုတ်ဘူးလားတော့တင်းတင်းဆိုင်က coffee plain ကိုလှမ်းယူသည်တရားကျော်လောက်တော့တန်မာပဲသိတ်တော့မနေပါဘူးလိုအပ်ရင်လည်းထပ်ပေးလို့ရတာပဲဒါမှမဟုတ်သားလိုချင်နေတဲ့ tetrasa ကိုပါချော့တောင်းပြီးတပါးတည်းတူပေးလိုက်ရကောင်းမလားဟုအမျိုးမျိုးစဉ်းစားရင်အုံနောက်နည်းနည်းခြောက်သွားလေသည် မိမရေဒီတပတ်တော့ coffee mug တက်စားကြနေတယ်ဒပလင်းရလာပြန်ပြီဒေါက်တာကျော်မိုးလွင်ကသူ့ဇနီးမေကျော်လွင်အားလှမ်းပေးသည်ဒီနေ့တော့ရင်ထဲပြည့်ကဲကဲနဲ့ခမင်းမစားတော့ဘူးကွာ coffee တစ်ခွက်သာပေးမတိုးရေ coffee တစ်ခွက်ယူခဲ့ဟေးနင့်ဦးလေးဖို့နော်တကြားသိမ့်မထဲနဲ့ခက်ခါခါလေးသားနဲ့သမီးရောအိပ်ပြီလားစာကြည့်ကန်ထဲမှာအင်စာလုံးနေကြတယ်လေး အတန်းလေးရတာငယ်ပေမဲ့အင်စာလေးရတော့နည်းဘူးကိုကိုလွင်ကြီးဟွန်းကော်ဖီမုတ်ပလင်းတွေကလည်းလာလိုက်ရင်ဒီနားမှာပေးနေတာအကြီးပဲဘလို့များဖြစ်ပါလိမ့်မေကျော့လွင်ကကော်ဖီမုတ်ပလင်းကိုစပွဲပေါ်လှမ်းတင်လိုက်ကပန်ကာခလုတ်ကိုရှော့ချလိုက်သည်ခင်မုန်းတဲ့အေးပတ်သားမှာစိုးသောကြောင့်ဖြစ်သည်တော်ပဲမေကျော့ရေအဲ့ဒီပလင်းဖောက်လိုက်ပါလား ကိုကိုလွင်းကလည်း Nest Coffee ဆိုတာနာမည်သာကြီးတာအိမ်မှာအစီဝဲပြီးကိုတိုင်ကြိုက်တဲ့ coffee မုန်းလောက်အရသာရှိနိုင်မှာမလားမိကျော့အဖြစ်ကိုကိုလွင်း coffee စစ်စစ်တောက်ရအောင် coffee ဈေးကိုဈေးတကဈေးနှက်အောင်လိုက်ရှာပြီးမပြတ်ဝဲထားရတာတိုက်ပုံအင်းကြီးကိုကူးချွတ်ပေးရင်မိကျော့လွင်းကနှခမ်းလေးစူပါမတိမတာခတ်ချော့ချော့ပြောသည်แกแกดีโลซูกาแฟซิสิตาเผอซีบยา ဒေါက်တာကျော်မိုးလင်ကမကန်းစူလျင်ပို၍လှသောဇနီးကျော်ကိုကြည်ရင်ကြည်နူးသွားသည်။ဟဲ့ကော်ဖီတေဘကန်ဖြော်တာကြားလာကြည်လားမတိုးရဲ့မြင်မြင်လာခဲ့လေ။မေကျော်လင်ကတပြင်းလေးကြိတ်ချကာနောက်ဖေးသို့လှမ်းអော်သည်။ထို့နောက်ဂျင်းနတ်စွာတွေးမိလေသည်။အင်းဒီတခါတော့သားရဲ့တီချာကိုပေးလိုက်ဦးမှာဖြစ်ပါရဲ့။ မဆန္ဒအဆုံးထိနာတော်တာဆင်ပေးလို့ဂျေဇူးမြားကြီးတင်ပါတယ်ရှင်